ရိသမြအားလုံးပဲမင်္ဂလာခင်ဗျာစီဂိမ်းပြိုင်ပွဲအတွက်စုဖွဲ့လေ့ကျင့်ပြင်ဆင်ထားတဲ့ယူနီဆက်နစ်ကာကြီးအသင်းကိုအခုမှအရေးပေါ်ဖွဲ့စည်းလိုက်တဲ့ယူနီဆက်နစ်ကာဝေးအသင်းနဲ့ရှေ့ဆန်းခန်းလိုက်တာကတော်တော်ပဲကံကောင်းသွားပါတယ်ဘယ်သူကံကောင်းသွားလဲဆိုတော့မနိုင်ကဘောလုံးဖွဲ့ချုပ်ကံကောင်းတာခင်ဗျာဘယ်လိုကံကောင်းတာလဲဆိုတော့ယူနီဆက်နစ်ကာကြီးအသင်းထဲမှာတချို့ကစားသမားတွေကလက်ရွေးစင်အဆင့်နဲ့သိပ်ပြီးတော့မကန့်ညီလာတာကိုဒီရှေ့ဆန်းပွဲမှာမြင်တွေ့ခဲ့ရပါတယ် ယူနဆက်နဲ့ခါဝေးအသင်းကကစားသမားတွေဟာစူးစီးလေ့ကျင့်မှုတစ်ပတ်ပဲရခဲ့တာပါဒီအသင်းကိုအရှိန်အတော်ကြာစုဖွဲ့လေ့ကျင့်ပြင်ဆင်ထားပါတယ်ဆိုတော့ယူနဆက်နဲ့ကာယီအသင်းဟာအသေးအတောင်ကစားခဲ့ရတယ်ယူနဆက်နဲ့ခါဝေးအသင်းကဥဆောင်ကိုနှစ်ကိုယ်သွင်းလိုက်တာကိုနောက်ကလိုက်ပြီးတော့ယူနဆက်နဲ့ကာယီအသင်းကကစားရတာဖြစ်ပါတယ်ခင်ဗျဒုတိယအိုင်းမှာဂိုးသမားနေရာလူစားလဲတာမှန်လို့သာယူနဆက်နဲ့ကာယီအသင်ကံကောင်းသွားတာဖြစ်ပါတယ် တကယ်လို့ပထမပိုင်း45မိနစ်မှာအသုံးပြုခဲ့တဲ့ပွဲထွက်ဂိုးသမားကိုသာ73ခဲ့မဲ့ဆိုရင်ယူနာ72ကာယီသင်ရှုံးသွားနိုင်ပါတယ်ခင်ဗျာအရန်ဂိုးသမားအောင်ပြေဖြိုးတော်တော်ကောင်းပါတယ်ယူနာ72ခါဝေးသင်ကဒုတိယအိုင်မှာ900နိုင်လောက်တဲ့အခွင့်အရေးအားလုံးကိုသူလက်ဆွမ်းပြပြီးတော့ကာကွယ်သွားလို့သာယူနာ72ကာယီသင်ကံကောင်းသွားတာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့အခုပုံစံတိုင်းဆိုရင်တော့ယူနာ72ကာယီအသင်ကိုအလုံးစုံပြင်ပြောင်းလဲမှုတွေဆောင်ရွက်ဖို့ရှိနေပါတယ် အလုံးစုံဆိုတာကတော့အဓိကအရေးပါတဲ့ကစားသမားတချို့လောက်ပဲအသင်းမှာခေါ်ထားပြီးတော့ U20 ခါဝေးအသင်းကအလားအလာရှိတဲ့ကစားသမားတွေကိုဒီအသင်းထဲကိုပြန်ထည့်ပြီးတော့စုဖွဲ့မှုပြန်ပြောင်းရပါလိမ့်မယ်ပြီးတော့နီးပြကူကိုစားပေါ့လေစီးကိန်းပြိုင်ပွဲကိုဒီဂျပန်နီးပြနဲ့သွားလို့သိပ်ပြီးအဆင်ပြေမယ်လို့မထင်မိပါဘူးဘာကြောင့်လဲဆိုတော့ဒီပွဲမှာလဲသူ့ရဲ့နီးပြပိုင်းဆန်ရာတွေနောက်ပြီးတော့အခင်းအကျင်းတွေကညံ့လုံးအားကြီးတယ်ခင်ဗျ နောက်တစ်ချက်ကယူနီဆက်နဲ့ကာယီအသင်းကစားသမားတွေဟာပြိုင်ဘက်အသင်းပေါ်မှာအထင်သေးအမြင်သေးရဲ့စိတ်ရှိတယ်။ယူနီဆက်နဲ့ကာဝေးအသင်းကိုသူတို့ကတပတ်လောက်ပဲလေ့ကျင့်ပြင်ဆင်ထားတဲ့အသင်းမှာငါတို့ AC နိုင်ပါတယ်ဆိုပြီးတော့ပထမပိုင်းအစမှာတသိန်းလုံးနီးပါးတိုက်စစ်တက်ပြီးတော့ကစားလိုက်တာကနောက်မှာကောင်းတာအတက်တွေပြန်မိပြီးတော့ယူနီဆက်နဲ့ကာဝေးအသင်းရဲ့နှကိုးသွင်းတာကိုခံလိုက်ရတယ်။အဲ့လိုနှကိုးပေးလိုက်ရပြီးမှသူတို့ပြာကြီးပြာတွေဖြစ်သွားပြီးတော့အသေးအံလိုက်ကစားတဲ့အချိန်မှာပထမပိုင်းမှာတကူးပြန်ရှည်နိုင်တယ်။ ်ပထမပြီးမှ UNICEF နဲ့ခါဝေတင်ကဖွဲ့ကိုငကိုတကူနဲ့ဥဆောင်ထားခဲ့တယ်ပေါ့လေဒုတိယအင်းမှာတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ UNICEF နဲ့ကာယီတင်ကကိုသမလူစားလဲလိုက်တာမှန်သွားခဲ့တယ်လူစားဝင်ကိုသမအောင်ပြဖြိုးတော်တော်ကောင်းပါတယ်ခင်ဗျဒါကြောင့်မဲ့နောက်ကနေပြီးတော့ UNICEF နဲ့ကာယီတင်ဟာနောက်ထပ်ငကိုထပ်သွင်းပြီးတော့ပွဲပြီးမှသုံးကုန်းငကိုဆိုရတဲ့နဲ့အနိုင်ရှိသွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာမြန်မာ UNICEF နဲ့ကာယီအသင်းနဲ့ မြန်မာယူ22ခါဝေးအသင်းတို့ကိုလာမယ့်နော်မလာဆလီယနေ့ရောက်ရင်ဒုတိယရှေ့ဆန်းပွဲထပ်မံရှင်ပြိုင်မှုစီစဉ်ပေးထားပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာယူ22ခါဝေးအသင်းဟာနိပြဦးမျိုးမင်းထွန်းရဲ့ဥဆောင်မှုအောက်မှာအခုပွဲထက်ပိုကောင်းအောင်လုပ်ပြနိုင်လိမ့်မလားဆိုတာကိုအဲ့ဘက်မှာဆက်လက်ဆောင်ကြည့်အောင်ရှိနေပါတယ်အဲ့ဒုတိယမြောက်ရှေ့ဆန်းပွဲကိုလည်းတန်လီမြို့မှာပဲကျင်းပသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာတ िश ူအပိရပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ